နိုင်ငံရေးဥတီချက်၄ရက်နိုင်ငံတော်တည်ငြိမ်ရေးရက်ရွာအေးချမ်းသာယာရေးနှင့်တရားဥပဒေစိုးမိုးရေးအမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးခိုင်မာသည့်ဖွဲ့စည်းပုံအခြေခံဥပဒေသည့်ဖြစ်ပေါ်လာရေးဖြစ်ပေါ်လာသည့်ဖွဲ့စည်းပုံအခြေခံဥပဒေသည့်နှင့်အညီခင်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သည့်တရတီဆောက်ရေးစီးပွားရေးဥတီချက်၄ရက် ဆိုင်ပြိုးရေးကိုအခြေခံ၍အခြားစီးပွားရေးကဏ္ဍများကိုလည်းဘဲဆောင်ဖွံ့ဖြိုး တိုးတက်အောင်တည်ဆောက်ရေးဈေးကွက်စီးပွားရေးနှင့်ပြည်ပြင်းစွာ ဖြစ်ပေါ်လာရေးပြည်တွင်ပြည်ပမှ အတတ်ပညာနှင့် အရင်းနှီးများဖိတ်ခေါ်၍စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေးနိုင်ငံတော်စီးပွားရေးတရားလုံးကိုဖန်တီးနိုင်မှုစွမ်းရသည်နိုင်ငံတော်နှင့်တိုင်းသားပြည်သူတို့၏လက်ဝဲတွင်ရှိရေး ိကျဲ၄ရက်တမျိုးသားလုံးဤစိတ်ဓာတ်နှင့်အကျင့်ဇာတိမြင်မာ၏အမျိုးကုံဇာတိကုံမြင်မာ၏နှင့်ယဉ်ကျေးမှုအမွေနှင့်များအမျိုးသား၏လက္ခဏာများမပြောက်ပြက်အောင်ထိမ့်သိမ့်ဆောက်ရှောက်၏မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်၏တမျိုးသားလုံးကျမ်းမာကြံ့ခိုင်ရေးနှင့်ပညာရေးမြင့်မား၏